မင်္ဂလာပါရှင်ရန်ကုန်သူ Audio Channel ကကြိုဆိုပါတယ်ကျမကတော့တင်ဆက်သူဂျူလာမဒီနေ့မှာတော့စာရေးဆရာမကြီးခင်ခင်ယူရဲ့အင်ကြီးကျွန်းဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်နားဆင်ခံစားကြည့်ပေးပါအောင်ရှင်အင်ကြီးကျွန်းအင်သားအားလုံးသည်တင့်တင့်ကိုချစ်ကြသလောက်မြင့်မြင့်ကို စပတ်မွေးစုကြသည်တတော်ကြီးကိုယ်တိုင်ကလည်းမြင့်မြင့်ကိုဘယ်တော့မှအကောင့်မပြော ကတော်ကြီးကိုအာကို၍နေရသောအဖြစ်ကြောင့်တင့်တင့်သည်ကတော်ကြီးလိုကြအမြဲနေညီမကိုလည်းတတော်ကြီးလိုကြနေပြရန်ခဏခဏဆုံးမပေးမဲ့မြင့်မြင့်က နေခြင်းတလုံးနေသည်မြင့်မြင့်သည်လွလွလပ်လပ်နေလွန်း၍ပြောနိုင်သလောက်တင့်တင့်ကခဏခဏငိုနေပေသည်သူငိုရသည့်အချိန်များမှာများလွန်၍တတော်ကြီးကခဏခဏဆူရသည် သူ့ဖေးသေးတော့ကလည်းတင့်တင့်ငိုသည် အမေနောက်လင်ယူတော့လဲသူငိုရသည လူပေသူတွေမောင်လေးတွေမိမယူကြတော့လဲတင်းတင်းကငိုပြန်သည် အမှန်တော့အမေကိုယ်တိုင်ကနောက်လင်းယူ၍ကစင်ကရေဖြစ်ရသောဘဝတွင်တတော်ကြီးကယ်ပေ၍သာသူတို့ညီမလူလိုသူလိုနေရသည်မဟုတ်ပါလားတတော်ကြီးသည်လယ်ရီကိုရောင်းချပြီးသည့်နောက်ပိုင်းမှာပင် သူမှအတွင်းပစ္စည်း၍အမြောက်များရှိသေးသည်တတော်ကြီးငွေရိုးပေးသည့်အလုပ်တွင်တင်းတင်းကအားလုံးကူညီရသည် အပောင်ပစ္စည်းရွှေစ ိန်ငယ်များကိုပင်တင့်တင့်ကိုယ်တိုင်သိမ့်စီသည်တတော်ကြီးသည် ဥပုံနေဆိုလျင်ဥပုံဆောင်မှကြိုက်သည်တတနာရိတ်သားတို့သွားလျင်တင့်တင့်အမြဲပါရသည်ယောဂီတပတ်အညိုလေးကို လောဘထိုး၍တင့်တင့်သည်တတော်ကြီးနောက်မှကုတ်ကုတ်လေးထိုင်း၍တရားနာသည်ဒီလောက်ဆိုရင်မဲတတော်ကြီးကအကျဉ်းနဲ့ပေးသည်မိန်းကလေးဆိုတို့များဒီလိုနေမှပဲကြိုက်တယ်တင့်တင့်လင်းလင်းမမသားနေတတော်ကြီးသေးရင်တတော်ပစ္စည်းတွေအားလုံး ငါတူမကိုသာလွှဲခဲ့မှာပဲဖះသခင်တကူတော်ပဲပဲတင့်တင့်တွင်အမွေတွေရပဲရောမီဘလို့ပင်ဖြစ်စေတော့တတော်သေးရင်ညီမနှစ်ယောက်လူနှစ်သူနှစ်တူအောင် နေရရအောင်မီတင့်တင့်သည်တတော်ကြီးကိုကျေးဇူးတင်လွန်၍ညာတိုင်းရှိခိုးမီတတော်ကြီးသည်လောကကိုညင်ွေ၍ပဲလားကြောက်၍ပဲလားမသိလောကီရေရနှစ်ပတ်သက်၍ဘာမှစိတ်ဝင်စားဖို့မပေါ်ပေအိမ်မှာရေဒီယိုဝယ်ထားပေမဲ့လည်း တချင်းပိုင်းများကိုမဖွင့်ရတင်းတင်းအဖို့ဘာပဲဖြစ်ဖြစ်တတော်ကြီးလုပ်ရင် အားလုံးကျေနပ်ပေပြီသူသည်တချင်းတန်းဤအတန်တိုင်းများပေါ်တွင် နိုင်မြည်၍လောကီအရာသားတွေကိုလည်းအိမ်မက်မက်ခြင်းတော့ပဲမြင့်မြတ်မှု သူ့ကိုမဲ့ဤမမတင်လဲအဲ့လိုအသေးကြီးလိုနေမမတင်အသေးနှလုံးတွေကဘာမှ ပောက်ဖွားတော့မှမဟုတ်ဘူးကြာရင်ခံစားစံစားမှုတွေကိုတည့်ရဲ့စိတ်တောင်မရှိပဲမြုံသွားလိမ့်မယ်အိုး ကမာလေးကလည်းဒီသချင်းတန်ကို နားမထောင်လာနဲ့ဘာဖြစ်မှလိုက်လို့တတော်ကြီးမကြိုက်တာကိုမလုတ်ချင်စမ်းပါနဲ့ရင်မြင်သည် ကြာတော့တတော်ကြီးညှင်ရောမမတင်းနှင်ရောမျက်နှာချင်းမဆိုင်ခင်လေသာသနာရိတ်သားကိုလိုက်ရသည်မှလည်းပြင်းလှဤအဝိညိုကြီးတွေကိုလည်းမဝေချင်းအိမ်မှာနေရရသည်ကလည်းခြောက်သွေးလှဤတတော်ကြီးစကားပြောခင်လည်းဒူးတုပ်၍နားထောင်နေရသည်မှကျဉ်ကျက်လှဤမမတင်ကိုကြည့်လိုက်လျင်လည်း စိတ်တည်းတကုံနဲ့ဘုဒ္ဓဘုဒ္ဓကိုပဲယွနေသည်ဒီအင်ကြီးကိုကြည့်ရလေຫນွေခေါင်ခေါင်သဲခဏရတဲ့ပောက်တဲ့သစ်ပင်လိုပဲတိတ်ချောက်တွေ့ရပဲမြင်မြင်သည်မှန်ထောင်ရင်ပါဇက်မှတွတ်တွတ်ယွဤပေါင်နာရီကိုဖွေးနေအောင်တာဤစပင်တွေကိုလည်းအဝိုင်းလှုပ်လိုက်အရှိလှုပ်လိုက်အလေးလေးလေးခွေလိုက်နဲ့အမျိုးမျိုးလှုပ်ဤပါဇက်ကလည်းသူ့ဆိုနေကြတေးရီကိုပဲညီးနေသည်အချိန်တန်အရွယ်ရောက်က ူလာမြောက်ရင်ချစ်သူနဲ့တွေ့ခြင်းထိုသချင်းအပုပ်ကိုမြင်းမြင်းကကြဲကြဲဆူမိ၍တော်တော်ကြီးမျက်ဆောင်ထိုးလိုက်သည်ဒီတငယ်မလေးနေပုံကကြွဆောင်းဆောင်းနိုင်နေတော်တော်ကြီးသည်မြင်းမြင်းကိုဓာတ်ရိုက်မဆူပဲတင့်တင့်ကိုပြောသည် တင့်တင့်သည် မျက်နှာလေးညှိုးကညမစီသို့ပြေးပြန်သည်တော်တော်ကြီးမကြိုက်တာတွေကိုမလုပ်ပါနဲ့မြင့်ရငါတို့ကသူ့ကြောင့်ဒီလိုနေနိုင်တာပြီးတော့သူကမတရားသဖြင့်ဒုက္ခမှမဟုတ်ပဲ မမတင်ဟာတိတ်တက်တည်နေရပဲမြင်မြင်သည်တူတူပဲပြောကလှဲ့ထွက်သွားတော့သည်ဒီလိုညမနဲ့တတော်ကြီးအစင်မပြေဖြစ်ရတိုင်းတင့်တင့်သည်ငိုမိတင့်တင့်ငိုသည်ကိုမြင်ရတိုင်းအခိုင်းစေရောတတော်ကြီးကရောတင့်တင့်ကိုဝိုင်း၍တနာကြသည်ယခုအခါတင့်တင့်အကြီးကျယ်ငိုရပြန်သည်ညကမြင်မြင်သည် လင်နောက်လိုက်သွားခြင်းကြောင့်ဖြစ်သည်ညီမငိုကြည့်ပဲနေမောင်မယားယူလဲငိုရတာပဲ ညီမလင်ယူလဲငိုရတာပဲတတော်ကြီးကသူ့ကိုဒီလိုပြောကမှတင်းတင်းကပို၍ငိုသည်သူသည်မြင့်မြင့်ကိုအံ့ဩ၏ဘယ်တော့ကရီးစားထားလိုက်သည်ကိုလဲတအိမ်လုံးမသိရဒါလောက်လောကုတ္တရာအရေးအယံလွှမ်းမိုးနေသောအိမ်တွင်မြင့်မြင့်လင်ယူခြင်းစိတ်ပေါရသည်ကိုသူ့အဖို့ထူးဆန်းနေသည်တိတ်မိုက်တဲ့ကောင်မလေးသူ့လင်လက်ထဲမှာဒုက္ခများရောက်နေမလားတတော်ကြီးကတော့စိတ်ဆိုးနေပြီအိမ်ရှိ ိမ်ဘော်တို့၏အချုပ်အချာဒေါ်သေးကိုတင်တင်ကပြောပြမိသည်ဒေါ်သေးသူဘလိုနေလဲဆိုတာကြည့်ပေးပါအောင်နော်တွေ့ရင်လည်းကျမကိုတော့တော်တော်ကြီးမသိအောင်လာတွေ့ပါအောင်လို့နော်ဒေါ်သေးသည်တင်တင်ကိုတနာမိပြန်သည်သူ့သဘောနဲ့သူလှုပ်သွားတာကံတိုင်းပေါ်မိန်ကလေးဒေါ်သေးတွေ့ရင်လည်းပြောပါအောင်မယ်တင်တင်သည်မနေတတ်မထိုင်တတ်နဲ့ဖြစ်နေမြင့်မြတ်အတွက်ကိုလည်းအစင်မင်းစိုးရိမ်နေမိပြန်သည်ရှ िख ိုးလိုက်ရသည်ဖေယား တောင်းလိုက်ရသည်စုစိတ်လိုက်ရသည်တည်းအမှန်တော့ဖျားရှိခိုးတိုင်းတည်းစိတ်တိုင်းစိတ်ကိုထိန်းချုပ်၍တမာတိရမည်စာညီမအတွက်တောကများလွန်၍ဖျားရှိခိုးရင်တဝက်တစ်ပြက်မေ့သွားပြန်သည်တည်းလုံးလေးတွေကလည်းကြော်၍ကြော်၍စိတ်မိဒုက္ခပါပဲတတော်ကြီးကလည်းမြင့်မြင့်ကိုပြန်မခေါ်တော့တင်တင်သည်ညီမကိုတော့လွမ်းဤဒါပေမဲ့တတော်ကြီးကိုမြင့်မြင့်အားပြန်ခေါ်ရန်မပြောရဲပေး မိုးစရာရှိသည်ကိုလည်းအရင်ကလိုပွန့်ပွန့်လင်းလင်းမငိုရဲတော့ပြီသူ့အဖြစ်နဲ့ဖြစ်မှဖြစ်ရပလိဟုတယောက်တည်းညီမိအကူရမဲ၍မြောက်တကိုင်းသို့ဖြစ်နေသော သူတို့အခြေအနေတွင်တတော်ကြီးကိုကြော်လွှား၍လှည့်ရဲသော သူညမာတတိကိုလည်းသူကအံ့ဩ၍ကြောက်ရွံ့နေသည်သူမှာတော့အိမ်တွင်ဆုံးခံကြလာသော ဖုံးတော်ကြီးတွေကိုစွန်လောင်ရင်းပင်တနေကုန်၍လာတော်သည်တော်ရင်းလုံးလဲတတော်ကြီးနှင့်အတူ ာသနာရိပ်သားတွင်တရားအားထုတ်ကြသည် အားလုံးသောအချိန်တွင်မှ၆တွေ့တွေ့အေးအေးဆေးဆေးနှင့်ပဲကုန်ခဲ့ရသည် တနေ့တွင်ဒေါ်သည်းကတင့်တင့်အခန်းထဲကို ရောက်လာသည်တင့်တင့်ရင်းညင်ကိုဈေးမှတွေ့ခဲ့ဟင်းဟုတ်လားတင့်တင့်သည်လက်ထဲမှထိုးလက်စသိုးမွေးဆောင်ကိုချလိုက် သူ့စိတ်ထဲတွင်ဝမ်းသာလွန်၍မျက်ရည်ဝမ်းရပြန်သည်သူနေကောင်းတယ်နော်ကိုဝင်ကြီးနဲ့ဒီညနေတင့်တင့်ကိုလာတွေ့ဖို့မှာခဲ့တယ်ဟင်း သူကိုဝင်းကြီးနဲ့တင်တင်သည်အထူးဆန်းကြီးလို ဖြစ်ပြန်သည်ညနေသူလာမယ်ဆိုတော့တတော်နဲ့တွေ့နေုံမဲမမဒီညနေအပြင်ခဏသွားမလို့တဲ့မနဲ့ကလေးကပြောထားတယ်။အဲအဲ့လိုဆိုရင်တော့မြင်းမြင့်နဲ့တွေ့ရအောင်မှာပဲ။အမိုင်မာလည်းနေနိုင်လိုက်တာဟူ၍လဲသူ့စိတ်ထဲတွင်အပြစ်တင်လိုက်မိ။သူကခလေးလေးလိုထင်းနေသောသူ့မြမဟာကိုဝင်ကြီးနဲ့ပါကလား။မိခင်ပဲဖြစ်ပေတော့မည်။ယရနာသုံးမှာခုံကျေးဇူးနဲ့ ချောချောမောမောမွေးပါစီသူသည်ပါဇက်မှထုတ်၍ရေရွမိမိန်းကလေးနှင့်တော့ကများလိုက်တာနော်ဒေါ်သေးသည်သူ့ကိုပြုံးကြည့်ကအခန်းအပြင်သို့ ထွက်သွားတော့သည်ညနေချိန်ကိုပဲမျှော်လင့်မိညနေဆောင်၍ဒေါ်တော်ကြီးအိမ်ကထွက်သွားမှပင် သူ့ရင်ထဲတွင်ဟင်းကနေကျသွားပြီတော့သည်မိဖို့ချောင်းထဲတွင်မနက်အတွက်ဆွင့်ဟင်းချက်နေရပေမဲ့စိတ်ထဲမှာမဖြောင်းမီ မြင်မြင်အိမ်ရှိတွင်ရောက်နေမှာကိုစိတ်ကထင်နေပေသည်မမတဲ့သူသည်လန့်သွားသည်ဟင်းအိုချနေတော့မြင်မြင်ကသူ့နောက်တွင်ရောက်နေသည်ဝါလိုပါလားရွှင်လို့ပြုံးလို့မြင်မြင်သည်ဘာမှမထူးကြမပြောင်းလဲသလိုရေရေမောမောရှိလာ၏တင်တင်ကတော့တဖြည်းဖြည်းနှင့်ရှာ၍ရှာ၍မှုသည်နောက်ဖေးတွင်ဒေါက်တော်မေယာလုံနေသောမိန်းကလေးတွေမှာဒေါ်သေးကနှင်လိုက်၍အားလုံးထွက်သွားကြသည် တီတော့မြင့်မြင့်ကိုဖတ်၍တင်းတင်းကအားရအောင်ဟိုသည်မြင့်မြင့်သည်အတန်ထွက်အောင်ရည်ရင်ပြောလိုက်မမတဲ့ငိုပဲနေငိုရတာပေါ့နင်တို့အတွက်ငါတိတ်ဆိတ်ဆင်းရတာပဲတိတ်ဒုက္ခပေးတဲ့ကလေးတွေဒါကတော့မမတဲ့ဘာသာပူကျင်လို့ပူနေရကိုပါတင်းတင်းသည်မြင့်မြင့်ကို မျက်ရည်ဆက်လက်နဲ့မော့၍ကြည့်အမှန်တော့မမတဲ့ကပိုးနေတာတင်းတင်းသည်အပြုံးမပြတ်သောညီမကို ကြည်နေရပေမဲ့သူ့စကားတွေကိုတော့နားမလဲပဲမြင့်မြင့်ယောက်ျားကဘာလုပ်လဲတော်ရဲ့လားယင်မြင့်နေရတာစိတ်ချမ်းသာရဲ့လားသူညမအတွက်စိုးရိမ်ပြန်နီးဒါရီမေးမနေပါနဲ့မမတင်啊ဒီအိမ်ကြီးမှာနေရတာထက်တော့စိတ်ချမ်းသာတာပဲဘာပြောလဲဒီအိမ်တက်စိတ်ချမ်းသာတယ်ဒါပေါ့လောကမှာဘာဖြစ်ဖြစ်နင်းနေပပတော့စူးစမ်းရအောင်မှာပေါ့မမတင်ဘွားက၆၆တွေ့တွေ့နဲ့ဘာမှကိုပိုင်မရှိတလို့ပဲ ကိုထင်မြင်ချက်နဲ့ကိုဟာကိုလုံးရတယ်လို့လဲဘာမှမရှိ အမြဲပဲတတော်ကြီးကိုကြောက်နေရတာပဲမြင်မြင်သည်ပါဇက်အဟောင်းသားနဲ့သူ့ကိုငေးနေသောအမကိုကြည့်ရမှ နောက်ဖေးချံဘက်ကို မျက်စိရောက်သွားပြန်သည်ဖျားတရားတွေနဲ့တန်ခွန်ချအုပ်ထားသောတတော်ကြီးလက်ထဲမှသူက ထိုးထွက်ခဲ့သည်နောက်ဖက်ချံထဲမှ မပြောပင်များသည့်အနောက်၏နေကြီးရဲတွင်နှွဲ့၍ရိမ့်နေသည် မြင့်သူဤစားနှင့်ချင်းတွေတို့ကတော့ငပြောရဲ့ပေါ်မှနှင်းဆက်လေးတွေမှာလရောင်နှင့်ကျဲပွင်လေးတွေလိုတောင်နေသည်ပလဲလုံးလေးတွေလို တွဲရဲခိုရမှ သူပါပေါ်သို့ခုန်ဆင်းခဲ့သည်သည်ဒီတော့ကများဟဲဟဲမြင့်မြင့်သည်တွဲရမှအတန်ထွက်အောင်ကြီးမိသည်နင်းကတော့အကြီးမပြတ်ပါလားဟဲတင်းတင်းသည်သူညမကိုကြည့်၍အံ့ဩနေပြန်သည်မမတင်းကရောတသက်လုံးလင်မြူတော့ဦးလား ဒါတော့ဘယ်ပြောနိုင်မလဲငါသဘောနဲ့တော့ဘယ်လိုရဲမလဲပြီးတော့ငါချီပဲအနေနဲ့အသူကယူခြင်းမလဲယူမဲ့သူကတော်ကြီးပစ္စည်းတွေကိုပဲမြင်မြော်ပြီးငါ့ကိုယူမှာဒီတော့ဖြင့်အိမ်တော်မပြုတ်ရဲပါဘူးအိုးကိုပစ္စည်းလည်းမဟုတ်ဖဲနဲ့မမတင်နဲ့ထက်တွက်နေနိုင်လိုက်တာပြီးတော့အိမ်တော်ရေးဆိုတာဘယ်သူပုံသေးကားကြပြောနိုင်မလဲနည်းနည်းတော့စွန့်ရတာပေါ့ပါစွန့်ရမယ်အင်းအိမ်တော်ပြုတ်ရဲဆိုတာဘဝမှာစွန့်စားခန်းတစ်မျိုးပဲ စွန့်စားလိုက်ပါပြီဟဲ့ဒုက္ခရောက်တော့ဘယ်နဲ့လုံမလဲငင်းငင်းသည်သူ့အမကိုစိမ့်စိမ့်ကြီးမော့ကြည့်ရင်မမဟာတတိကိုနှဲပါလေအေးပေါ့လေပြောတယ်လို့နေပေါ့မြင်တော့ကျွန်ကြီးလိုမနေနိုင်ဘူးမမတင်ဘွားကဘယ်နဲ့ကြီးမှန်းလဲမသိဘူးပြီးတော့လောကုတ္တရာတရားတွေကိုအားထုတ်နေပေမဲ့လည်းဘာကိုတွဲတာနေမှန်းလဲမသိဘူးဂီတကိုတော့မှအရသာမခံစားတတ်ဘူးအဲ့ဒီလိုအချုပ်ချဲကြီးတွေနဲ့တော့မြင်မနေခြင်းဘူး ။ဘာပဲဖြစ်ဖြစ်မမတင်အခုလိုခေါင်းငုံပြီးတတော်ကြီးလိုချနေရတာတွေဟာတတော်ကြီးစီကရမယ့်စီစဉ်ကိုမျောလင်းလို့မဟုတ်လား။မိမိတမ်းမှာနည်းနည်းမာလာ၍တင့်တင့်သည်ညက်ရည်ဝိုင်းလာပြန်သည်။မောပောင်းမြင့်ငါဘဝမှာငါဘာဘူးမှမမတ်မောတော့ပါဘူးမမောเสียရဆိုလို့ငါမှဘာဘာမှမရှိပါဘူးသူဒီပြောရင်ရှိုက်၍ငိုပြန်၏အေးအေးအဲ့မှာငိုနေငိုရစ် မြင်တော့ဘယ်တော့မှမမတင်စီကိုပြက်မလာဘူး။သူ့မှာစိတ်တွေကိုအမြဲထင်းရလွန်းလို့ပိန်ချုံနေပြီ။အောင်မဲဒီနေ့မြင်ရင်မင်းလဲကလေးတွေမွေးပြီးတော့ပိန်ချီလေးဖြစ်အောင်မှာပဲ။ဖြစ်ဖြစ်ပေါ့ဖြစ်ပါစေ။ကို့မှာကိုပိုင်ပစ္စည်းတစ်ခုအတွက်ဒီလောက်အသားရေရောပေးရမှာပေါ့။မမတင်လား။ကိုလေးအလကားအိဗယ်လည်းမရှိပါဘူး။မြင်ပြောပုံမှာကယူနာဒေါသတန်ပါစာဤ ကဲကဲမြင်းမြင်းမြင်းမြန်ပြောဟေမမပြန်လာချိန်ပြီတော်သေးသည်မိဘဝမှလာအော်၍မြင့်ကစကားစာကိုဖြတ်လိုက်ကဲမြင်းမြန်ပြန်တော့မယ်မြင်းမြန်သည်နှုတ်ဆက်၍ထသွားသည့်အထိတင့်တင့်သည်ရှိုက်၍ငိုနေစေဖြစ်၏သူသည်ဘာကြောင့်ငိုနေမိသည်ကိုမတွေးမီစိတ်ကအလကားပင်ဝမ်းနည်းနေသည်မြင်းမြန်ပြောသည်စကားများကိုပြန်တွေးကြည့်၏တချို့ကသာမှတ်မိလိုက်၏တချို့ကတော့သတိမရ သူကဒီလောက်ကြွေလူသေးဆိုင်ဖြစ်ရပေမဲ့သူညမမောင်လေးတွေမှာသူ့ကိုစိတ်ရင်းထဲထွက်ကြသည်မဟုတ်ပေတကယ်တော့လဲကိုကံကျမကိုဖန်တီးသွားကြခြင်းသာဖြစ်လေသည် သူကပူပင်နေ၍လဲဘာမှအကြောင်းထူးကြမီမဟုတ်ပေတတော်ကြီးပြန်လာပြီဆို၍သူသည်မျက်နှာတက်လိုက်ပြီးတော့ပေါင်းသားနည်းနည်းလှူလိုက်မျက်လုံးမိနေခြင်းကတော့ကိစ္စမရှိပေသူမျက်လုံးမှာနီးနေကြဆိုသည်ကိုတတော်ကြီးကသိသည် တတော်ကြီးနှင့်အတူနောက်ဖက်ရေးစင်းထိုင်း၍ကြပွင့်ဖက်တွေကိုချွေရပြန်သည်ကြပတ်လေးတွေကိုဝါနှစ်ခိုက်၍တောင်းရုပ်ဖြစ်အောင်လုပ်ရသည်ညနေနေဝင်လူကမှတောင်းရုပ်ကပြီးသွားသည်တတော်ကြီးသည်ကြပွင့်ဖက်နှင့်ဖော်ထားသောတောင်းရုပ်မှလှလွန်း၍တပြုံးပြုံးဖြစ်နေသည်အိမ်ပေါ်ထက်ဖျားဆန်းသူရောက်လျင်တတော်ကြီးကကြပွင့်တောင်းရုပ်ကိုဖျားမှကပ်၏သူကမိဖွင့်လိုက်သောအခါဖျားမှတက်ပဲလှသည်မိအောင်များသည် ပန်းမွေများကိုဖောက်၍ဖျားဝင်းခြင်းတွင်ရောင်တီတွေသို့တွေ့၍ကြနေသည်။ရုပ်ဘွားတော်များ၏မျက်နှာမှာတည်ငြိမ်ခါ၏။သူသည်ဖျားကိုရှ िख ိုးပေမဲ့မြင့်မြင့်ကို စိတ်ထဲမှဖြောင်းမရ။ဖျားရှ िख ိုးပြီးတွင်မျက်စိကိုစုံမိတ်၍ဝိပဿနာတရားအတိုင်းမှတ်၏။ရှခင်ကလို အမှတ်တရားများကိုမှတ်၍မရ။မှတ်တိုင်းမှတ်တိုင်းမြင့်မြင့်စကားတွေကို ကြား၏။ကြားသည်ဟုမှတ်လိုက်တိုင်းမြင့်မြင့်ကို မြင်လာသည်။ တကယ်တော့ဘသူကတရားရနေသည်လဲဆိုသည်ကိုတွေးမိပြန်သည်မြင်မြင်ကပဲရနေသည်လားဘဝဆိုသည်မှာအနဝပြင်ကျဲပဲမဟုတ်ပါလားတနေ့တော့ဘသူမဆိုးဒီပီလဲရင်ရက်ဖွင့်ရေးကိုဘသာကူးကြရကြည်ပဲဖြစ်ဘသူကမှဘသူကိုမကူနိုင်မီဒါပေမဲ့သူသည်တတော်ကြီးကို အလွန်အားကိုးမီစွန့်၍ထွက်သွားရဖို့ကို သူသည်အလွန်ကြောက်၏ဘာကိုကြောက်နေသည်ကိုလည်းမတွေးတတ်ပေ တတော်ကြီးဤညွန်ကြားချက်တွေ အောက်မှာပဲကြိုကြိုနွန်နွန်လှုပ်ရန်ဆုံးဖြတ်ပြန်၏ဒီကောင်မလေးငါ့ကိုဒုက္ခလာပေးတာပဲသူစကားတွေဟာငါစိတ်ကိုဝိတက်ဝိစာရာများအောင်လှုပ်တာပဲသူသည်အာယုံတွေအားလုံးကိုဖျက်၍တတော်ကြီးအလိုကျအတိုင်းဝိပဿနာတရားစဉ်တွင်ဆက်၍မှတ်မြဲမှတ်နေပြီတော့သည်နာစင်ပြေရဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်အသေးအသေးသောဝိတုဒုဇလန်းကောင်းလေးကိုတင်ဆက်ပေးသွားမှာမလို့ ကျမတို့ရဲ့ရန်ကုန်သူ Oreo Channel လေးကို Like and Subscribe လုပ်သွားပေးပါအောင်နော်အားလုံးပဲဘိုင်ဘိုင်ပါ